ဇက်ကတော့ကျွန်တော်အကြောင်းပေါ့ကျွန်တော်ရဲ့အကြောင်းကိုကျွန်တော်ပြန်ရိုက်မှာဟုတ်ပြောလို့ဆိုတော့အရှိကြီးတော့ကျွန်တော်ရုပ်ရှင်ရိုက်ဖို့ပါလေဟိုဘယ်လိုပြောမရဘူးတော့ဘာနော်မြေမြေပြည့်ပြည့်အကြောင်းရင်းရတယ်အတိရမလားပြောလို့ဆိုအရှိကြီးပြအဲ့တော့ဒီလိုမရလေခုပေါ့ရိုက်မှာဗျာအဲကျွန်တော်ကိုယ်တိုင်ဒရိုက်ဘာဒရိုက်တာပေါ့ကျွန်တော်ဒရိုက်တာအစ်တော့မဟုတ်ဘူးဒရိုက်ဘာကျွန်တော်ကိုယ်တိုင်ခံစားရတဲ့ဟာဆိုတော့တို့ကတကယ်ဝင်မသိဘူးလေ ။တတိဆိုတော့ကျွန်တော်နဲ့တွေ့ပတ်ပြီးဒီဆောင်မဲ့ကြိုင်တာကဘလို့အဲသူ့ရဲ့ပုံစံဘလို့သူ့ရဲ့အမူအရာဘလို့ကျွန်တော်ပြတ်ပတ်မှမယ်သူကသိမှာဟုတ်လားဇာညိုရင်းဆရာကျွန်တော်ပြတ်ပတ်မှမယ်သိမှာဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းပြတ်ပတ်ကြိုက်တာအနေနဲ့ပါပါထက်လျှောက်တခံပါတော့အဲ့လေဟိုလူကြီးကဟိုအိုက်ကမရခင်ဒီရဲ့ခုနှစ်ပြည့်ကကျွန်တော်ကန်းလာတာပါနော်အဲ့တော့ ိုက်ပြီးတယ်။သပင်ကလည်းကျွန်တော်ဒီမှာအော်ဒါပြည့်စုံပြီးတော့ဘာမှမစင်းနဲ့ပါဘူး။ဟုတ်လား။ဒီမှာလည်းဟုတ်လား။ဖျက်ဆောင်မှလည်းအကယ်ဒမီရောက်သွားရင်လည်းကျွန်တော်ကျူဒီပြင်စီညက်ပြီးတော့မှတလန်းတော့အုတ်ထုတ်ဆောင်လာတယ်။လမ်းမှာလည်းကျွန်တော်ဖိုင်တွေ့တပုတ်လေးရိုက်တယ်လေ။ရိုက်တဲ့ခါကျတော့ကျွန်တော်ဒီစပင်ကိုရုပ်ရှင်ကိုမတင်မချင်းတင်လို့မရဘူး။တင်လည်းမပေးတဲ့ဘူး။အပြင်လည်းကျတော့ကျွန်တော်အီအီအုတ်ထုတ်ရေးကိုဆောင်ပြီးတော့ အဲရိုက်ခွင်းတော့မှလည်းကျွန်တော်တို့ကဒီဒီတေးဆောက်လုပ်လူတွေလည်းတပ်ဖို့ရိုက်တယ်လေ။အဲကျွန်တော်ပြောရဲဒီဒီလေးအဲ့တပ်ဖို့ကိုမြေယုံနေပြီးတော့မှတင်ဒီအရင်ကရှောက်မတင်နဲ့ပေါ့နော်။အခုချိန်ကြီးကျွန်တော်လည်းမတင်ရသေးဘူး။ဒီရုပ်အခုရုပ်ရည်ရုပ်တင်ပြရမယ်ကျွန်တော်လည်းအဲ့ဒီ file ကိုတင်မရမှာ။ဟုတ်။အဲသပင်းရက်စရာအစကျွန်တော်ပြောရတာအာဘယ်လိုပြောမလဲ။ဒီလေးလည်းမတင်ရဲလို့ဟုတ်။ရုပ်ရည်ကိုတင်ပြီးပါပဲဒီပုံပုံတင်ပြီးပါလို့ပြောတာအဲတက်တက်အဲ တနိုင်ခွင့်တနိုင်ဟောအဲရှိပါတယ်ဟောအစကတော့ကျွန်တော်အကြောင်းပေါ့အဲကျွန်တော်ရဲ့အကြောင်းကိုကျွန်တော်ပြင်ရိုက်မှာဟောပြောလို့ဆိုတော့အရှိကြီးပေါ့ကျွန်တော်ရုပ်ရှင်ရိုက်ဖို့ပါလေဟိုဘယ်လိုပြောမလဲဘယ်လိုပြောနော်မြေမြေပြည့်ပြည့်အကြောင်းရင်းရတယ်သိရမလားပြောလို့ဆိုအရှိကြီးပြအဲ့တော့ဘယ်လိုမရိုက်လဲခုပေါ့ရိုက်မှာဗျာခုပေါ့ခုပေါ့ရိုက်မှာပေါ့ ဟုတ်အဲကျွန်တော်ကိုယ်တိုင်တွဲဘက်တရိုက်တာပေါ့ကျွန်တော်တိုင်ကအစ်တော်မဟုတ်ဘူးတွဲဘက်တိုင်ကကျွန်တော်ကိုယ်တိုင်ခံစားခဲ့ရတဲ့ဟာဆိုတော့တို့ကထဲထဲဝင်မသိဘူးလေမသိဆိုတော့ကျွန်တော်နဲ့တွဲဘက်ဒီသေးဆောင်မဲ့ကြိုက်တာကဘလို့အဲသူ့ရဲ့ပုံစံဘလို့သူ့ရဲ့အမှုရာဘလို့ကျွန်တော်ပြတ်ပြတ်မှမယ်သူကသိမှာဟုတ်လားစံယုံရင်းဆရာကျွန်တော်ပြတ်ပြတ်မှမယ်သိမှာဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတွဲဘက်တိုက်တာအနေနဲ့ပါပါဟုတ်လက်ကောကျွန်တော်လည်းပါတယ်ဟိုကျွန်တော်တော့မင်းသားတော့မဟုတ်ဘူးအခြားလူတွေကသူ့သက်လက်နဲ့သူ့ပေါ့နော်သူ့ရဲ့ဟာနဲ့သူ့ ကျွန်တော်ဘောကရောင်းရိုက်မှာဆိုတော့လေကျွန်တော်ကျွန်တော်ပြောပြမှာပဲသိမှာပေါ့နော်ဟုတ်အဲဘယ်လိုပြောရလဲဆိုတော့ဟောဘောပြပြမှာဇလန်ဆိုတော့လေအဆုံးပါမှာဗျာပြလားအဆုံးပါမှာဆိုတော့ရပ်ပါအဆုံးပါမှာပေါ့ဒီအမှုပြညာလမ်းကြောင်းစမလျှောက်ခင်ကအကြောင်းအခုချိန်ထိပေါ့ခလာတဲ့ခလာတဲ့အစ်စ်တယ်ပဲလေအစ်စ်တယ်ပဲဆိုတော့ဘယ်လိုပြောမလဲဟောဘောတကယ်တမ်းပြောမှာဆိုတော့ကျွန်တော်ရုပ်ရှင်က ဒီမှာယုံတင်လို့အောင်မရဘူးယုံတင်မှာဆိုအပိုင်းပြည့်အပိုင်းနဲ့အပိုင်းသုံးပြရမှာအဲ့လိုရုပ်ရှင်ကိုပြောရတော့ဇက်လန်ပြောပြရမှာမဟုတ်ဘူးနော်အဲ့လိုရုပ်ရှင်ကိုရိုက်မယ်ရုပ်ရှင်ရိုက်မယ်ဆိုရင်အပိုင်းပြည့်အပိုင်းနဲ့အပိုင်းသုံးအပိုင်းလေးအဲ့လိုအတွဲအတွဲအတွဲလိုက်ရေးဖြစ်မှုများတယ်ဟောကျွန်တော်ငယ်ဘဝရေပြီးတော့ကျွန်တော်ဖြတ်သန်းလာတဲ့အကြောင်းတွေအခုချိန်ပြီးပေါ့နော်ဒီပြောမှဆိုရင်ဟောဘောဒီအမှုပညာလာကြောင်းနဲ့စဝင်တဲ့အချိန်မှာရောဒီကြီးဒီကြီးလောကကြီးအကြောင်းဟောကျွန်တော် ီဒီကိုစထုတ်တဲ့အကြောင်းအစီဒီကိုရရင်မှဒီဘက် Facebook ခင်ရောက်လာပြီလေအဲ့အဲ့ဒီရရင်အခုချိန်ကြီးပေါ့ဇေကရဲ့အားကြီးရှိပါရောဟုတ်ကျွန်တော်လည်းအဲ့ရုပ်ကြီးကကျွန်တော်ဇက်လိုင်းရိုက်ဘူးကိစ္စရယ်ပြီးတော့ဒီတခြားကိစ္စတွေတော့ကျွန်တော်နောက်ခုလုံးတွဲလုပ်နေတာတော့ဆိုတော့တရားဝင်မထွက်သေးဘူးပေါ့အဲ့နောက်ပိုင်းကျွန်တော်ဟိုဇက်လိုင်းရုပ်ရှင်တွေတခြားတွေထွက်လို့ရှိလားကြိုက်တယ်ဆိုတော့အားပေးလို့ရပါဘောဟုတ်